နန်းတော်ကြီးလိုကြီးကျယ်တဲ့အိမ်ကြီးကိုတန်းနေချီကုံကြခံကာဆောက်လုပ်နေတဲ့နန္နာလိုင်းတို့မိသားစု ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေးအိတ်ကနေကြိုဆိုလိုက်ပါရစေ ်အနာလိုင်ကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတရေစင်းဝင်ဇီကဘာတိုင်းဝိုင်းရဲ့ဥစည်တရားနဲ့လက်ထက်ထိမြပီးလေးကတရေမကြီးဖြစ်သွားခဲ့တာပါ။ဒါကြောင့်မလို့လေနန်နိုင်လိုင်ရဲ့ဘဝကရွှေပုံများဆန်ဘဝကိုရောက်သွားခဲ့တာပါ။မွေးလာတဲ့သမီး၃ယောက်ကလည်းငယ်စဉ်လေးကဘာပုံပြင်တော့ကမှမရှိဘဲလူကျင်နာအားလုံးရလူတိုင်းရဘဝကိုရောက်ရှိသွားခဲ့တာဖြစ်ပါရည်။ဒါပေမဲ့ကြခင်မှာဆိုရင်လေနန်းတော်ကြီးတပွဲကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးမှာနေထိုင်ခွင့်ရရှိတော့မှာဖြစ်ပါရည်။နန်နာလိုင်ကိုခင်မွန်ဖြစ်သူကိုစေတီဟာကသမီး၃ယောက်နဲ့နန်နာလိုင်ကိုနေသမီးတွေ မင်းသမီးတွေလို့ဘဝမျိုးကိုထားတော့မှာပါ။နန္နာလိုင်းတို့ကလက်ရှိမှာလက်ထက်စကလေးကနေထိုင်လာတဲ့အိမ်မှာနေထိုင်ကြတာပါ။တတိတွေသာနေတဲ့အိမ်ကြီးကြီးကိုစောက်ထားတာဖြစ်ပေမဲ့နန္နာလိုင်းတို့ကမြန်မာနိုင်ငံမှာဘယ်တတိမှမစောက်နိုင်သေးတဲ့မနေနိုင်သေးတဲ့အဆောက်အဦကြီးကိုစောက်ထားခဲ့တာဖြစ်ပါရည်။ဦးစေတရားကတမီး၃ယောက်ကိုကောင်းစုံနေစေခြင်းနဲ့တွေ့စီကဘာဝင်းထဲမှာအိမ်ကြီးစောက်ပေးထားတာပါ။အင်ကြီးကမြန်မာနိုင်ငံမှာရှိတဲ့ကျောင်းတစ်ကျောင်းလောက်ကိုကြီးကျယ်တာပါအစာအုပ်ကြီးကအလူအယောက်တရာလောက်နေလို့ရအောင်ကိုမှကြီးကျယ်တာဖြစ်ပါရည် ဒါပြင်ခြံဝန်းကလည်းအကျေကြီးထားက အပန်းပြေစခန်းတစ်ခုလိုကိုမဆောက်ထားတာပါ။နန္ဒလိုင်တို့ရဲ့ခြံဝန်းကတိမ့်တန်းနဲ့ချီ ချမ်းသာမှသာပိုင်ဆိုင်နိုင်မယ့်မြေခွက်မျိုးဖြစ်ပါရည်။ကျွန်းတစ်ခုလိုပြီးမှရေပက်လေဝင်းရထားတဲ့မြေခွက်ကြေကြီးဖြစ်ပါရည်။အစာအုပ်ကိုတန်းတဲ့ချီကုန်ကြခံကစောင့်နေတာဖြစ်တယ်လို့ခြံဝင်းထဲမှာအပန်းဖြေဖို့နေရာဆောင်လေးလုပ်သွားမှာပါ။အပန်းဖြေဖို့အတွက်အခြားနေရာတစ်ခုကိုတည်တံ့သွားစရာမလိုတော့ပဲခြံဝင်းထဲမှာနေအရာအလုံးကိုခန်းစားနိုင်မှာဖြစ်ပါရည်။တက်ခွာခြံထဲမှာအပန်းဖြေဝါအိမ်လေးစောက်ပေးထားတာဖြစ်တယ်လို့နိုင်ငံသားဖြစ်တက်ခွာမျိုးကိုလေးစိုက်ပေးထားမှာဖြစ်ပါရည်။ဒါပြင် organic စစ်စစ်တွေကိုသာစားသုံးနိုင်ဖို့အတွက်အသီးရွယ်စိုက်ပျိုးရေးခြံကိုလေးစိုက်ပျို ြောထားမှာပါ။အင်းရှိမှရေပန်းနဲ့အလှဆင်ထားကစိတ်ပန်းဖြီဖို့ကိုလည်းလုပ်ထားပါသေးတာပါ။ဂျာပင်ချက်ဝန်းကအရန်ကိုကျဲတဲ့အတွက်ဟိုတယ်လေမျိုးနေရာကိုတိတက်မသွားရပဲအိမ်မရင်အရာအလုံးပြည့်စုံနေမှာပါ။ဂျာပင်တသားတွေလည်းစောက်ထားမှာဖြစ်ကအရန်ကိုပြည့်စုံတဲ့အိမ်တအိမ်ဖြစ်သွားမှာပါ။အင်္ဂါခုဆိုရင်ပြီးတဲ့လောက်ရှိနေပြီဖြစ်တယ်လို့အထဲမှာလည်း brand အပြည့်စုံကိုထားထားမှာပါအထဲမှာရုပ်ရှင်ရုံနဲ့အခြားစင်ကန်ပစ္စည်းကိုလည်းထားပြီးသွားမှာပါဒါပြင်တမီးကြီးဖြစ်တဲ့ဝယ်ဒီကအမှုပညာနဲ့ပတ်သက်ရင်ဝါသနာပါရာမလို့အမှုပညာလုပ်လို့ဖို့လည်းပြင်ဆင်ပေးထားမှာပါ ါပကြီဝါဒနာပါတာမလို့ပကြီဆွဲဖို့အလုပ်ခန်းလေးထားရှိထားမှဖြစ်ပါတယ်အခုလက်ရှိစောက်ပေးတဲ့အိမ်ကသမီး၃ယောက်အတွဲစောက်ပေးတာပါသမီး၃ယောက်ကိုစင်ကန်ပစ္စည်းနဲ့နန်းတော်ကြီးတပွဲခန်းထားတဲ့အိမ်ကြီးမှာနေစေချင်တာပါနောက်နေ့ပိုင်းတွေမှာဆိုရင်သမီး၃ယောက်ကနိုင်ငံခြားကိုကျောင်းသားတက်တော့မှဖြစ်ပါတယ်ကျောင်းသားတက်ရင်၄င်းကားနေကြမှာဖြစ်တဲ့အတွက်မသွားခင်စင်ကန်အိမ်ကြီးမှာနေသွားစီချင်တာပါဒါကြောင့်မလို့လေအိမ်ကိုအမြန်ဆုံးပြီအောင်စောက်လုပ်နေရလို့သိရပါတယ်နန်းတော်ကြီးလိုကြီးကျယ်တဲ့အိမ်ကြီးကိုတန်းနေချီကုန်ကြခင်ကစောက်လုပ်နေတဲ့နန္ဒလိုင်းတို့မိသားစုပေါ်မှာပရိသတ်တို့ရဲ့ ြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒီနုပညာရှင်တွေရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။